ားလုံးမင်္ဂလာပါဒီနေ့ကဗာလီပြောပြမလို့မလဲဆိုတော့နှစ်ချက်ပြောပြပေးမယ်เนาะတစ်ချက်ကကြတော့အာမခံအေဂျင့်လုပ်မယ်ဆိုရင်ဘာတွေလိုအပ်တလဲရဲ့နောက်တစ်ချက်ကကြတော့အဲဘလို့အာမခံအေဂျင့်နေမှာအေဂျင့်နေစီမှာထားတယ်လဲဆိုတာလေးရဲ့နှစ်ချက်ပြောပြပေးမယ်เนาะပထမတစ်ချက်အာမခံလုံအာမခံလုတ်ချင်နေဆိုလို့ရှိရင်ကျွန်တော်တို့ကစပွဲဖြေရပါတယ်ကိုလက်တွဲကျင်တဲ့ကုမ္ပဏီရဲ့ အဲကုမ္ပဏီမှာတင်နန်းတက်ပြီးတော့ဆောင်းမိုးပွဲဖြေရပါတယ်ဆောင်းမိုးပွဲဖြေလို့အောင်ပြီဆိုတော့မှလာကျွန်တော်တို့က license ကတ်ကလေးရပါတယ်เนาะဒါကတော့အတိမပြုပါတော့ license ကတ်ကလေးရပါတယ်ဒီ license ကတ်မရသေးဘူးဆိုလို့ရှင်အာမခံကရောင်းဝယ်မရှိပါဘူးဟိုရောင်းဝယ်မရှိဘူးเนาะပြီးတော့じゃတော့ဟိုအာမခံကじゃတော့ ဟိုလေ online shop မဟုတ်ဘူးကွာဒီလား online shop မဟုတ်ဆိုတာဘယ်လိုပြောချင်တာလဲဆိုတော့အထယ်တွေလူမျိုးလူတိုင်းကယူရောက်လို့ရတဲ့အမကန် knowledge ကိုဘယ်လောက်ပဲရှိနေရှိနေလူတိုင်းကယူရောက်လို့ရတဲ့အရာမဟုတ်ဘူးအမကန်သမား license ကိုင်းနဲ့ကိုင်းထားတဲ့သူကဒါဒါရောင်းဝင်ရှိတဲ့အမျိုးအစားပေါ့နော်အမျိုးအစားဖြစ်ပါတယ်နောက်တစ်ချက်ကကြတော့ဘယ်လိုမျိုးကို ထားတဲ့လဲဆိုလို့ရှိရင်တော့အမကန် license အေးချင်းလုတ်တဲ့သူတွေကတော့အများကြီးပဲဝင်လုတ်ကြတယ်ပေါ့နော်အကြောင်းမျိုးမျိုးအကြောင်းမျိုးဝင်လုတ်ကြတယ်ဝင်လုတ်ပေမဲ့ရေရှည်မသွားတဲ့သူတွေကလည်းအများကြီးရှိတယ်ရေရှည်မသွားတဲ့သူတွေကလည်းအများကြီးရှိတယ်အဲ့တော့ ကိုတကယ်လို့အာမခံထားမယ်ဆိုလို့ရှင်ဒီအာမခံလုပ်ငန်းကိုရေရှည်သွားမဲ့သူဟုတ်ရဲ့လားပြီးတော့ကြတော့ဗောနော်ရေရှည်သွားလာပြီးရင်ဒီအာမခံအေဂျင့်သမားဒီဘယ်လောက်ထိဗောနော်သူ့ရဲ့ကြွမ်းကျင်မှုကဘယ်လောက်ထိရှိလဲဆိုတဲ့ဟာလေးကိုဟိုတေချာလေ့လာကြည့်ခြင်းနဲ့ဟိုဟိုခင်ရခင်ရကိုထားထားမဲ့ဆိုလို့ရှင်လဲဗောနော်ရေရှည်သွားမှလားမဟုတ်ဘူးဆိုလို့ရှင်ရင်ကျွန်တော်တို့ကကိုကကြတော့ဒီအာမခံဒီလူစီကိုထားခဲ့တယ်ဒီလူကရေရှည်မသွားတဲ့အခါကိုယ့်ရဲ့အာမခံ policy ကကြတော့ ော့နှစ်စင်နှစ်စင်သွားနေရမှာဥမာကိုအသက်ထားမယ်ဆိုလို့ရှိရင်အသက်အာမခံဆိုလို့ကျွန်တော်တို့ကအနေဆုံးကကျွန်တော်တို့စီမှာဆိုဆယ်နှစ်ထားရတယ်အဲ့တော့ဒီလူဒီဆယ်နှစ်လောက်တယ်ဆိုလို့ရှိရင်တော့ ဟိုကိုအတွက်ပို့ပြီးအဆင်ပြေတာပေါ့နော်ဒီလူကမလုတော့ဘူးရေရှင်မလုတော့ဘူးဆိုရင်ကိုကတခြားသူလွှဲပေးလိုက်တဲ့သူတွေနဲ့စကားပြောရတာတွေရှိတယ်ဟိုဒီဟိုပြန်ပြီးတော့ပေါ့နော်ပြန်ပြီးတော့သူတို့ကတော့လွှဲပေးသွားမှာဟိုဒီတိုင်းတော့မထားခဲ့ဘူးအဲထားလို့လည်းမရဘူးအာမခံကုမ္ပဏီကနေပြီးတော့ဥပမာကျွန်တော်မလုတော့ဘူးဆိုကျွန်တော်ကကျွန်တော်ရဲ့မန်နေဂျာဖြစ်စေတခြားတယောက်ကိုဖြစ်စေကျွန်တော်ရဲ့ policy အကုန်လုံးကိုပေါ့နော်ကျွန်တော်တခြားတယောက်စီကိုလွှဲပေးရတယ်ဆိုတာလုပ်ခဲ့တယ်အဲ့တော့ဒီအလွှဲပြောင်းလဲဖြစ်နိုင်သလိုခုသားကျွန်တော်တို့ဆိုရင်လောက်တာလုံးသက်တဲ့လုံးသက်၃နှစ်ရှိသွားရင်ပေါ့နော်၃နှစ်အတွင်းမှာမှဟိုထပ်ပြီးတော့မလုံးတော့တဲ့သူတွေခဏလုံးပြီးပေါ်သွားခဏလုံးပြီးမြုပ်သွားတဲ့သူတွေရှိတယ်အဲ့တော့အာမခံလုံးမယ်ဆိုလို့ရှိရင်လည်းအာမခံကိုကျွမ်းကျင်တဲ့သူရေရှည်လုံးမဲ့သူလေးကိုတေချာရွေးချယ်ပြီးတော့ထားစေချင်ပါတယ်ကျေးဇူးများတင်ပါတယ်အဲ့ဒါလေးလည်းပြောပြတာပါ